ေဒီယိုအစီအစဉ်ကနေကြိုဆိုပါတယ်။ညစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ညစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ၉.၃၄မဂါဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။ မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာစက်ခွန်တက်သမား9မက်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုချမ်းမှရှိကြပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်စက်တင်ဘာလ29ရက်တနင်္လာနေ့ညပိုင်းမြစီမရဲ့ရေဒီယိုစီစဉ်တွေကိုမြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ကတော့ကိုမြတ်ပါဒီကနေ့ညပိုင်းအတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုကာကွယ်ပေးသွားမယ်လို့ကရင်လက်နက်ကိုင်အဖွဲ့၃ဖွဲ့ကြေညာတဲ့သတင်း ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စခန်းတွေကမြန်မာတွေကိုထိုင်းအစိုးရကထိုင်းနိုင်ငံမှာအလုပ်လုပ်ကင်ခွင့်ပြုလိုက်ပေမဲ့အလုပ်လုပ်ရမယ့်သူကဒုက္ခသည်စခန်းကနေထွက်ခွာခွင့်ပြုလာကြအောင်ကြံမိသားစုဝင်တွေအခက်ကြုံနေရတဲ့သတင်းဆက်တဲ့သတင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါအဲဒီနောက်မှာတော့မြစ်စိမသတင်းဌာနရဲ့အဒီတာအာဘော Editorial Talk အစီအစဉ်ရဲ့ပထမပိုင်းကိုထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ် အခုအချိန်ကစပြီးပြည်တွင်းသတင်းတွေကိုကျွန်တော်ကိုမျက်နဲ့အတူခန့်တွေတို့ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လုတ်ပိုင်ခွင့်ကျော်လွန်လှုပ်ဆောင်နေဆိုရဲအချက်နဲ့စကိုင်းတိုင်းကလေးမျိုးနယ်အတွင်းအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီလက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ကလေးခရိုင်ရဲမှုကိုအန်ယူဂျီကတာဝန်မှရဆိုင်လိုက်ရာအဲ့ဒီခရိုင်ရဲမှုကပြန်လည်ဖြေရှင်းစာတင်ထားတယ်လို့ရင်းရရှိပါတယ်ခရိုင်ရဲမှုအောင်ကြီးကိုအန်ယူဂျီဝန်ကြီးချုပ်ဦးဆောင်တဲ့ ဂျာကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုကော်မတီကစက်တင်ဘာ၁၀ရက်နေ့မှာတောင်ဝင်မရဆိုင်ခဲ့တာဖြစ်တယ်လို့ခရိုင်ရဲမှုအောင်ကြီးကမျက်စိမှောက်ကိုပြောပါတယ်။မြေပြင်ကဘဟုကွာဟမှုရှိနေပြီးတော့ဖက်ဒရယ်စနစ်ကိုတွားနေတာဖြစ်တာကြောင့် မြေပြင်အခက်ခဲကအဓိကကြကြောင်းနဲ့နွေဦးတော်လံရေးကိုရှေးရှုပြီးဖြစ်ခဲ့တာတွေကိုရှင်းပြတဲ့စာဖြစ်ကယာရူးကိုမမောလို့တင်တော့အယူခံစာမျိုးမဟုတ်ဘူးလို့သူကရှင်းပြပါတယ်ဖြည့်ရှင်းစာတင်ပြခဲ့တဲ့ရက်စွဲနဲ့ဖြစ်ပွားခဲ့တဲ့အခြေအနေအသေးစိတ်တွေကို ထုတ်ဖော်ပြောဆိုလိုခြင်းမရှိကြောင်းခရိုင်ရဲမှုအောင်ကြီးကဆိုပါတယ်အခုလိုတာဝန်ကရက်ဆိုင်ခံရတော့လဲ တဦးတစ်ဖွဲ့အတွက်မဟုတ်ဘဲစနစ်ပြုပြင် ပြောင်းလဲရေးဖြစ်တာကြောင့်ပြည်သူအများလိုလားတောင့်တတဲ့ Federal Democracy မရမချင်းစစ်အာဏာရှင်ကိုဆက်လက်တော်လှန်သွားမှာဖြစ်တယ်လို့ခရိုင်ရဲမှုအောင်ကြီးကပြောပါတယ်။အဲဒီခရိုင်ရဲမှုတာဝန်ကရဲဆိုင်ခရိုင်မှုနဲ့ပတ်သက်ပြီး CGN ပြုလုပ်ထားတဲ့ရဲတပ်ဖွဲ့ဝင်၁၀ဦးနှုတ်ထွက်ခဲ့လို့လည်းသိရပါတယ်။အန်ယူဂျီလောက်ခန့်ရဲတပ်ဖွဲ့ရဲ့တာဝန်တွေမှာ မူရဲ့စေဝါရောင်းဝယ်သုံးဆွဲတဲ့အမှုတွေကိုဖမ်းဆီးတာနဲ့အခြားသောယာဇဝတ်မှုကျူးလွန်သူတွေကိုဖမ်းဆီးတရားစွဲဆိုနိုင်ရေးအတွက်တရားရုံးကိုပို့ဆောင်တာတွေပါဝင်တယ်လို့သိရပါတယ်။ဒါ့အပြင်ကလေးမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံဦးလူလေးကိုလည်းအညူကြီးကတာဝန်မှရက်ဆိုင်လိုက်ကြောင်းအုပ်ချုပ်ရေးအဖွဲ့နဲ့နှီးဆက်သူတို့ကမျက်စိမှကိုပြောပါတယ်။ဒါနဲ့ပတ်သက်ပြီးတုံ့ပြန်ချက်ရရှိဖို့ဦးလူလေးကိုမျက်စိမှကဆက်သွယ်နေစေပါ။ ကလေးမျိုးနယ်မှာစစ်ကော်မရှင်တပ်နဲ့တော်လင်းတပ်တို့အကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်ရေးတင်းမှနေချိန်မှာမြို့နယ်အုပ်ချုပ်ရေးတာဝန်ခံလက်လက်နေတာကြောင့်ဒေသအတွက်စိုးကျိုးများစွာဖြစ်ပေါ်လာနိုင်တယ်လို့ဝေဖန်မှုတွေရှိနေပါတယ်။မြို့နယ်အုပ်ချုပ်ရေးတာဝန်ခံကိုအ мян ဆုံးခန့်အပ်ပြီးရက်ချင်းများစုစည်းကစစ်ရေးနဲ့လူမှုဝန်ဆောင်မှုတွေအကောင့်ထဲပေါ်ဖို့လိုအပ်နေတာကြောင့် ဗဟုကိုတင်ပြထားပြီးခန့်အပ်ဖို့နှောင့်ယှဉ်ကြံ့ကြာနေရတယ်လို့သိရှိရပါတယ်။အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့မေးမြန်းဖို့ NUG ကိုဆက်သွယ်ထားပေမဲ့ပြန်လဲအကြောင်းပြန်လာတော့မရှိသေးပါဘူးခင်ဗျာ။အနာဒင်းစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဟာကရင်ပြည်နယ်နဲ့ လူတို့ရဲ့ဘဝကိုအေဂျင့်တည်နေအောင်ဖန်တီးပေးနိုင်မယ်လို့ယူဆတဲ့အတွက်ရွေးကောက်ပွဲကိုကာကွယ်ပေးသွားမယ်လို့ကရင်နဲ့နိုင်ငံအဖွဲ့၃ဖွဲ့ကပူရဲကြေညာချက်တရက်ကိုစတင်မာလာ28ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လာပါတယ်။ကရင်နယ်ခြားဆောင်တဲ့ PGF ၊ကရင်ရင်းချမ်းရေးကောင်စီ KNU ၊ KNL PC နဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA အဖွဲ့၃ဖွဲ့ကထိပ်ဖိုင်းကောင်းဆောင်တွေစတင်မာလာ28ရက်နေ့မှာမြောက်ပြည်မြို့နယ်မှာရှိတဲ့ PGF အမှတ်နဲ့တပ်ဌာနချုပ်နယ်မြေဖြစ်တဲ့ တစ်ကတိကျေးရွာမှာတွစ်ဆုံဘွဲပြုတ်လုပြီးနောက်ပူရဲကြင်ညာချက်ထုတ်လာတာပါအဲ့ဒီသုံးဘွဲမှာ PGF ကစစ်တပ်လက်အောက်ခံဖြစ်ပြီး DKBA နဲ့ KNU KNL PC တို့ဟာတနိုင်ငံလုံးပြစ်ကတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေဖြစ်ပါတယ်ပူရဲကြင်ညာချက်မှာတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာနိုင်ငံတည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးရေးကိုပေါ်ဆောင်နိုင်လိမ့်မယ်လို့ဆိုထားပြီးရွေးကောက်ပွဲမထိခိုက်အောင်လဲကာကွယ်စောင့်ရှောက်ပေးသွားမှာလို့ကြင်ညာချက်မှာဖော်ပြပါတယ် လက်ရှိကရင်ပြည်နယ်တဲကတိုက်ပွဲတွေမှာစစ်ကောင်စီနဲ့အတူကရင်နယ်ကြားဆောင်တပ် BGF တပ်ဖွဲ့ဝင်တွေပါဝင်ကူညီတိုက်ခိုက်ပေးနေတယ်လို့ပြောဆိုမှုတွေလည်းရှိလာနေပါတယ်ခင်ဗျာမြစီမာရေဒီယိုရဲ့တနင်္လာနေ့ညပိုင်းနောက်ဆုံးရပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒုက္ခသည်စခန်းတွေကအလုံးလုံးမဲ့သူကိုယ်တိုင်ခွင့်ပြုချက်နဲ့ စကမ်းပြင်ပါထွက်ခွင့်ပြုမှာဖြစ်ပြီးကြံမိသားစုဝင်တွေလိုက်ပါလို့မရတာကြောင့်အခက်ခဲကြုံရတယ်လို့ဒုက္ခသည်စကမ်းတာဝန်ရှိသူကပြောပါတယ်။လုံထုံးလုံကြီးတွေအရာအလုံးလုံးမဲ့ဒုက္ခသည်တွေကို အလုံးရှင်တွေက လာယူခေါ်ဆောင်ကြတဲ့အခါတနစ်စာအလုံးလုံးခွင့်ဗီဇာစာချုပ်ချုပ်ဆိုမှာဖြစ်ပြီးအ ਨੇ စုံတနစ်အလုံးလုံးပေးဖို့လိုအပ်တယ်လို့ဆိုပါတယ်။ထိုင်းလူ့သမားညွှန်ကြားရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ပိချက်ထောင်ဖန်းက ဒုက္ခတရီအလုလုခွင့်နဲ့ပတ်သက်ပြီးပြောကြားချက်မှာစီကံချက်6ချက်နဲ့အတူအလုလုမဲ့ဒုက္ခတေကိုဒါစကံပြင်ပထခွင့်ပြုမှာဖြစ်တယ်လို့ဖြည့်ဆွတ်ပြောကြားထားပါတယ်။နေဆက်ဒုက္ခတေစကံ၉ခုမှာလွန်ခဲ့တဲ့တလခွဲခန့်ကလေးကအလုလုနိုင်သူစည်ရင်တွေကိုကောက်ထားပြီးအလုလုနိုင်သူ၄200ဦးရှိရတဲ့အခြေကမှာ ဒုက္ခတဲ့ဥယေတောင်း2000ဟာအလုံးလုံးဖို့စည်ရင်းတင်ထားကြောင်းကင်ဒုက္ခတဲ့ကော်မတီစီကတည်ရပါတယ်မြန်မာဒုက္ခတဲ့တရားဝင်အလုံးလုံးခွင့်ပြုမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ထိုင်းအလုံးတမားညွန်ကြားရေးဦးစီးဆန္ဒထုတ်ပြန်ချက်မှာအလုံးရှင်တွေဟာရွေးချယ်ထားတဲ့အလုံးတမားတွေကိုနိုင်ငံတော်စည်းရုံတွေကိုခေါ်ဆောင်က ကျမ်းမာရေးစစ်ဆေးမှုခံယူပြီးတော့ကျမ်းမာရေးအာမခံဝယ်ယူပေးတာ အလုသမားတွေဟာအလုလုပိုင်ခွင့် visa ပါမစ် visa ရှောက်ထားပြီးရရှိပြီးတဲ့နောက်မှသာအလုစတင်လုတ်ကင်နိုင်တာအပါအဝင် လုပ်ငန်းစဉ်6ခုကိုတတ်မှတ်ထားပါတယ်။လက်ရှိမှာပထမလုပ်ငန်းစဉ်ဖြစ်တဲ့ဒုက္ခတဲတွေကိုစစ်တမ်းကောက်ယူပြီးအလုလုလိုသူတွေရဲ့စိတ်ရင်းကို ပြုစုတာကိုလှုပ်ဆောင်ပြီးနေပြီးဒုတိယအဆင့်အနေနဲ့အလုရှင်တွေကအလုသမားတွေကိုရွေးချယ်ပြီးတော့ ကျင်းနဲ့အလုတ်သမားယုံကိုအမည်စရင်တင်ပြရာကိုလာမဲ့အောက်တိုဘာလအစမှလှုပ်ဆောင်မှဖြစ်တယ်လို့ဒုက္ခတဲ့ကုညီပေးနေတူရီစီကသိရပါတယ်။အဲ့နောက်အလုတ်လုံးမဲ့ဒုက္ခတဲ့စရင်ကိုလောက်ကင်မိနေရာမှာရှိရဲ့ပြည်နယ်ကိုထတ်ဆင်ပေးပို့တာအလုတ်ရှင်တွေဟာရွေးချယ်ပြီးတော့အလုတ်သမားတွေကိုခရိုင်အုပ်ချုပ်ရေးယုံကိုခေါ်ဆောင်ပြီးစခန်းမှာထွက်ခွာခွင့်တောင်းတာ အာနာဝဏ်ကတရားဝင်ခွင့်ပြုချက်ထုတ်ပေးပြီးတဲ့နောက်အလုံသမားတွေရောက်ရှိလာရတဲ့လုတ်ကင်ရမယ်ပြည်နယ်ကို အကြောင်းကြားရတဲ့ကျမ်းမာရေးအာမခံအလုံးလုံးခွင့်နေလှူဆောင်ခြင်းတို့ကိုဆက်လက်လှူဆောင်ရမှာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ချက်မဲဟောင်ဆောင်တက်ကန်ချနာဘူရီနဲ့ရတ်ချာဘူရီတို့မှာမြန်မာဒုက္ခသည်စကန်ပေါင်း၉ခုရှိပြီးတော့ဒုက္ခသည်ရာစကန်ဝင်းပြင်ပေါက်ကိုထွက်ခွင့်မရှိကြပါဘူး။ ထိုင်းကမ္ဘောဒီးယားပြည်ပခါကြောင့်ကမ္ဘောဒီးယားလုတ်သားတွေတောင်းနဲ့ချီမိကန်နိုင်ငံကိုပြန်သွားကြပြီးနောက်ပိုင်းထိုင်းအစိုးရလုတ်သားလူအချက်ကိုအစားထိုးဖို့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒုက္ခသည်စကန်တွေကအလုံးလုံးကင်နိုင်သူတွေကိုအလုံးလုံးခွင့်ပြုမှာဖြစ်ပြီးတော့ထိုင်းအစိုးရကဩဂတ်26ရက်နေ့မှာအတည်ပြုခဲ့ပါတယ် အဲ့နေစဒုက္ခဒယ်ရီကိုအလုံးလုံးခွင့်ပြုနိုင်မည့်အစီအစဉ်ကို လာမယ့်အောက်တိုဘာ၁ရက်နေ့မှာအကောင့်ထဲပေါ်မှာဖြစ်ကြောင်းထိုင်းအလုံးသမားညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါရခင်ဗျာမကွေးတိုင်းမင်းတို့မြို့နယ်ပသိမ်မွေရွာကလာမကြီးပေါ်မှာစက်တင်ဘာလ28ရက်ည7:00နာရီခန့်အချိန်ကစစ်ကောင်မရှင်အဖွဲ့ဝင်တွေလိုက်ပါလာတဲ့အင်စီကားတစီနဲ့ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြားပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ဗမာပြည်ကာကွယ်ရေးတပ်ဖွဲ့ USBA ထံကနေသိရပါဗျ။မင်းတို့မြို့ဘက်ကနေ ၆တိုင်စစ်ကော်မရှင်တပ်စခန်းကိုဥတီမောင်းနေလာတဲ့အင်စီကားတစ်စီးကိုတော်လိုင်းတပ်ဖွဲ့တွေကလုံခြုံရေးအတွက်စစ်ဆေးရန်ရပ်တန့်ခန်းခဲ့ပေမယ့်ကားပေါ်ကနေပစ်ခတ်မှုစတင်ခဲ့ရာတော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်ကလည်းပြန်လည်ပစ်ခတ်ခဲ့တယ်လို့သိရပါဗျာ။ အဲ့ဒီပြကမှုအတွင်းကားပေါ်ပါလာတဲ့စစ်ကောင်ရှင်တပ်ဖွဲ့ဝင်၃စလုံးဒဏ်ရာရရှိခဲ့ပြီးကားကိုစွန့်ခွာထွက်ပြေးသွားတယ်လို့ USB ရဲ့တာဝန်ရှိသူကပြောပါတယ်။အဲ့ဒီနောက်ညဆက်တနားခန့်အချိန်မှာမင်းနှုံမြို့ပေါ်ကနေလူဝင်ရအပြည့်ပါဝင်တဲ့ light truck ကားတစ်စီးနဲ့တကောင်းတို့ကိုလာရောက်ခေါ်ဆောင်သွားတယ်လို့ USB ရဲ့စက်တင်ဘာလ29ရက်နေ့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ကားပေါ်ပါ၃ယောက်စလုံးထိပါတယ်။အခုမင်းနှုံစစ်ရုံမှာအရေးပေါ်ကုသနေကြရတယ်လို့ဗမာပြည်ကာကွယ်ရေးတပ်ခေါင်းဆောင်ကိုပါဟင်းကမြစီမာကိုပြောပါတယ်။တလိုင်းတပ်ဖွဲ့ တွေဟာကားပေါ်ပါပစ္စည်းတွေကိုစစ်စီးသိမ်းဆီးခဲ့ရမှာ9.56မမကြီးစံ139.40မမဘုံဒီ၅လုံးလက်ထိပ်တစ်စုံစစ်ဝတ်စစ်စာတစ်စုံအခြားသုံးဆောင်ပစ္စည်းတွေနဲ့ငွေကြေးအနည်းငယ်ကိုသိမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။အဒီနောက်ကားကိုမိရှုဖြက်ဆီးခဲ့တယ်လို့ USB ကဒီပြူထားပါတယ်။ USB အဖွဲ့အနေနဲ့ပသိမ်မုံရွာလမ်းပိုင်းကို9.6နာရီနောက်ပိုင်းကိုအတုံးမပြုတ်ဘူးဒေသခံတွေနဲ့ခီးသွားပြည်သူတွေကိုကြိုတင်အသိပေးထားတယ်လို့လိုက်နာမှုအားနည်းနေတယ်လို့ထုတ်ပြန်ကြမှာပေါ်ပြထားပါ ပါတယ်။ညအမောင်အချိန်မှာရန်သူမိတ်ဆွေခွဲကြဖို့ခက်ခဲတာကြောင့်လက်ပြတားဆီးခဲ့ရပြီးတော်လိုင်းတပ်ဖွဲ့ဝင်တွေအသက်အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရပြီးစစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေလည်းထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ကိုပိုင်းကဆိုပါတယ်။ထို့ပြင်တိုက်ခိုက်ခံလိုက်ရတဲ့စစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေဟာအခင်းဖြစ်ပေါ်တဲ့နေရာနဲ့အနီးဝန်းကျင်ကိုစစ်ကြောင်းထိုးနိုင်တဲ့အလားအလာရှိတာကြောင့်အဲ့ဒီနေရာမှာရှိတဲ့ဒေသခံပြည်သူတွေအနေနဲ့လုံခြုံရေးအတွက်ကြိုတင်ပြင်ဆင်ထားကြဖို့အတွက်ကိုလည်း USBA ကတိုက်တွန်းလို့ဆိုထားပါတယ်ခင်ဗျာ။ မြစည်းမရေဒီယိုရဲ့တင်းနှာနေညပိုင်းအထိရရှိထားတဲ့ပြည်ရင်းသတင်းတွေကို တင်ဆက်ပေးခဲ့တာပါအခုကတော့နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပါ တရုတ်နိုင်ငံအနေနဲ့ဗိုလ်ကျမှုကိုစန့်ကျင်ရမှာမြောက်ကိုရီးယားနဲ့ခိုင်ခိုင်မာမာပူးပေါင်းဆောင်ရွက်သွားလို့ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီကအမေရိကန်ကိုစောင်းမရိတ်ချီရည်ညွှန်းပြီးပြောဆိုပါတယ်။နှစ်နိုင်ငံပြန်လည်ဆက်ဆံရေးတိုးတက်ကောင်းမွန်ရေးကိုဖော်ဆောင်တဲ့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အွန်ရဲ့ရှာရှာပပခီးစဉ်ပြီးတရင်ပတ်အတန်းကြာမှာတရင်ကတွေနေကမြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးချိုဆွမ်ဟီနဲ့ဝမ်ယီတို့ဘေကျင်းမှာတွေ့ဆုံခဲ့ပါတယ်။ တရုတ်မြောက်ကိုရီးယားဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းပြီးခိုင်မာစွာတိုးတက်ကောင်းမွန်ရေးကတရုတ်အစိုးရရဲ့မဲခွန်းထုတ်เสียမှရှိတဲ့မဟာဗျူဟာမူဝါဒပဲဖြစ်ပါတယ်လို့ဝန်ကြီးကချိုးဆွန်ယူကို ပြောပါတယ်။နိုင်ငံတကာနဲ့ဒေသဆိုင်ရာရေးရာတွေမှာမြောက်ကိုရီးယားနဲ့ခိုင်မာစွာပူးပေါင်းဆောင်ရွက်ဖို့တရုတ်မှာဆန္ဒရှိတယ်။ပို့ကြတဲ့ဝါဒအလုံးကိုဆန့်ကျင်သွားဖို့နှုတ်နှစ်ဖက်အကျိုးစီးပွားနဲ့နိုင်ငံတကာတရားမျှတမှုတွေကိုကာကွယ်ဖို့ပူးပေါင်းသွားလိုပါတယ်လို့ ဝန်ကြီးကပြောကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။အဒီမှတ်ချက်ပြုပြောဆိုချက်တွေဟာစီးပွားရေးကဆလို့ပထဝီနိုင်ငံရေးအထိကျယ်ပြန့်တဲ့နယ်ပယ်ဒီမှာမကြသေးတဲ့နှစ်တွေအတွင်းတရုတ်အတွက်အဓိကပြိုင်ဘက်ဖြစ်လာတဲ့အမေရိကန်ကိုရည်ညွှန်းဆိုထားတာဖြစ်ပါတယ်။မြောက်ကိုရီးယားရဲ့နျူကလ িয়ার စီမံကိန်းကြောင့်တရုတ်နယ်ခြားဆက်ဆံရေးတင်းမာတဲ့ကာလတွေရှိခဲ့ပေမဲ့လည်းအိန္ဒိယချင်းနှစ်နိုင်ငံကရင်းနှီးတဲ့ဆက်ဆံရေးကိုတော့ဆက်လက်ထိန်းသိမ်းထားပါတယ်။ မြစီမာရေဒီယိုရဲ့တင်းလာနေညာပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးအဒီတာအာဘောအစီအစဉ်ရဲ့ပထမပိုင်းကိုထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ်။ မင်္ဂလာပါဆရာဦးစိတ်ဝင်ရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျစစ်ကောင်မရှင်ရဲ့ပြည်ထောင်ဝင်ကြီးဌာနမှာဒီရဲချုပ်ဒီကဒီရဲချုပ်တာဝန်ကိုယူထားတဲ့လူတော်တော်များများကစစ်ဘက်ကလာတဲ့သူတွေပဲတွေ့ရတယ်ပေါ့နော်ဆိုလိုချင်တာကရဲကိုတက်ကပဲအုပ်ချုပ်တဲ့ပုံစံမျိုးဖြစ်နေတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့လေဆိုတော့ဒီလိုမျိုးဟိုရဲချုပ်လိုထိပ်ပိုင်းနေရပေါ့နော်ရဲထိပ်ပိုင်းနေရကိုဘာကြောင့်ဒီစစ်တပ်ကပဲနေရာရောက်အောင်လှုပ်ထားတာမျိုးဖြစ်မလဲအရင်ဆုံးပြပြရစေရှင်။1988ခုနှစ်ကနေ 2021ခုနှစ်အာနမ်ဒင်းငင်ဒီနှစ်ပေါင်း34နှစ်အတွင်းမှာရဲချုပ်စုစုပေါင်း100ရောက်ပဲပြောင်းလဲဖြစ်ခဲ့ဒါပေမဲ့ခုအာနာသိမ်းပြီးတော့၄နှစ်ကျော်အတွင်းမှာရဲချုပ်နေရာ၄၄ရောက်ပြောင်းလဲဖြစ်ခဲ့တာဆိုတော့ဒီယာရုဒီနေရာနဲ့ပတ်သက်ပြီးတော့အတော်လေးကိုပြဿနာရှိနေတာเนาะကန္နာတစ်ပင်ဖြစ်နေတာတွက်ဆလို့ရမှာထင်ပါတယ်အစင်ဆက်ကတော့ဒီရဲချုပ်ယာရုကိုပေးတာတက်ကနေပြောင်းလာတဲ့လူတွေကိုပဲပေးတယ် နော်ရဲလုပ်ငန်းလေးချင်းပြုစုပြောင်းအောင်လောက်ကင်လာခဲ့တဲ့သူတွေတဲ့စစ်သားတွေကိုရဲယူနီဖောင်းပြောင်းပေးတာမျိုးပေါ့ဒါကလည်းပါလဲဆိုတော့စစ်အာဏာရှင်စနစ်မှာစစ်သားပဲဦးစားပေးကြတာဆင်လာဖြစ်တာမင်းအောင်လိုင်းလက်ထက်မှာမင်းအောင်လိုင်းကရေဘူးအားဖြင့် तू အလိုမကြရင်ယာဒုဖြုတ်တာ လက်ပိုပြင်းတယ်2021 February 1ရက်နေ့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းဒီအာဏာသိမ်းတဲ့ညမှာ live ဖို့ညှင်းဆန်ခဲ့တဲ့ နောက်တောင်ဆန်းစုကြည်ကိုလေးစားတဲ့ရဲချုပ်ရဲဘုတ်ချုပ်ကြီးအောင်ဝင်းဦးကိုဓာတုကနေချက်ချင်းဖယ်ရှားခဲ့ပြီးတော့အဲ့ဒီနေရာမှာတက်ကနေဒုတိယဘုတ်ချုပ်ကြီးတန်းလိုက်နဲ့အစာထိုးခဲ့တယ်ဒုတိယဘုတ်ချုပ်ကြီးတန်းလိုက်ဟာဒီအနာသိန်းနာကိုစန့်ကျင်တဲ့သူတွေကိုဖိနှိပ်တာမှာလက်တံပြောင်းတဲ့လူဒီဒုတိယဘုတ်ချုပ်ကြီးတန်းလိုက်ကိုရဲချုပ်ကနေပြီးတော့စစ်တိုက်ဖို့ခေါ်တုံးတယ်စစ်ရှုံးတော့2022ခုနှစ်မေလမှာယာရုကနေဖြုတ်ပစ်လိုက် အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ဒီဘုဒ္ဓကြီးတန်းလိုက်ရမူးလာရင်မချေနှက်တာတွေပြောပြီးတော့သူထီးကြံနေရတာ ਨੇ ပဲဆုံးသက်သွားလူရဘုဒ္ဓကြီးတန်းလိုက်နောက်မှာဘုဒ္ဓစင်မင်းထက်ရေကျုပ်ဖြစ်တဲ့နောက်2023ခုနှစ်ဇူလိုင်လရောက်တော့ဒုရယဘုဒ္ဓကြီးနေလင်းအောင်ကဆယ်နှစ်ဆက်ကွန်စစ်စင်ရဲ့အပြီးမှာဒုရယဘုဒ္ဓကြီးနေလင်းအောင်ကိုကာဆတ်တမူအပြစ်ကပြောင်းခံလိုက်ပြီးတော့အရှေ့ပိုင်းတိုင်းဒူးတိုင်မှုဖြစ်တဲ့ဒုရယဘုဒ္ဓကြီး ဝင်းစော်မိုးကိုရဲချုပ်အနေနဲ့ပေးလိုက်တယ်။အခုလက်ရှိရဲချုပ်ပေါ့ဒီဒုတိယဗိုလ်ချုပ်ကြီးဝင်းစော်မိုးကတတ်မှတတ်ဆိုတဲ့လူမျိုးနော်သူကလောဘလည်းကြီးတယ်ညာနီညာနဲ့လည်းများတယ်သူရဲ့အုပ်ချုပ်မှုပုံစံလူမိုက်ဂိုင်းပုံစံမျိုးသူအုပ်ချုပ်သူစိတ်တိုင်းမကြရင်သူ့အောက်ကအာလူဟိုလက်ဒီနဲ့ထိုးကြိတ်တာမျိုးကြီးလုပ်တယ်ဒီကာလာတိုလေးအတွင်းမှာတော့မှရဲမှုတယောက်ထိုးခံရတယ်နောက်သူမကြိုက်ရင်အသေးပွဲလေးအစကပကပပြတ်မလို့ဖြစ်တယ် ရတပွင့်နေခန္ဓာတော့ဟာဖနှက်ကျိုးမချီထားတဲ့အဲအရာရှိတယောက်ကိုသူကယာဒူနေရပြောင်းလိုက်တာမျိုးလောက်လောက်တာမျိုးတွေရှိတယ်နော်ဒါပေမဲ့သူကတော့အခုမြဲနေလို့မှာပဲအဲဆိုတော့ဆရာဒီအဲဆရာပြောသလိုပေါ့နော်ခဲဆက်ဆက်ဒီနေရာတွေကအဲစစ်တပ်ကလူတွေပဲရနေတယ်ချိန်တန်လို့ရှိရင်ဒီလိုမျိုးဟိုစစ်ဘက်ကနေယူနီဖောင်းပြောင်းပြီးတော့ရဲထိပ်ပိုင်းနေရာတွေမှာစစ်တပ်ကဝင်ယူတယ်နေရာဝင်ယူတယ်ပေါ့လေ ဆိုတော့ဒီလိုမျိုးပေါ့အစစ်တပ်ကနေပြီးတော့ရဲဘက်ကိုပြောင်းပြီးလို့ရှင်ရဲတွေကိုဒီစစ်တပ်ကလူတွေပဲအုပ်ချုပ်အဲ့လိုမျိုးခက်ဆက်ဆက်လုပ်နေတော့ရဲတွေကရောအဲဒီကြားမှာသူတို့စိတ်ကြင်ထမှုရှိပါမလားပေါ့နော်ရဲနဲ့စစ်တပ်ကြားမှာရောဘလိုမျိုးအဟာတွေရှိမလဲဘယ်ချက်တွေကဒီဟာတွေဒီသူတို့အဲဒီနှစ်ဖွဲ့ကြားမှာအဲဒီလိုမျိုးအဟာရှိတယ်ဆိုတော့ကိုမြင်သာစေတယ်လေရှင်ရဲစစ်တွေကတော့ပဲကြိုက်မလို့နော်အာမြန်မာနိုင်ငံရဲတပ်ဖွဲ့အား အချင်းပြတ်ခြားစားမှုကြီးတဲ့ဌာနတစ်ခုလို့နာမည်ကြီးပေမဲ့လည်းရဲထဲမှာလည်းသူ့တိတ်ခါနဲ့သူ သူ့တမာဒီနဲ့သူသူ့ပညာနဲ့သူ လုံနေတဲ့သူတွေရှိတယ်။ဟိုတက်ကနေမိုးချရွှေကို ပြောင်းလာ နားမလဲပါမလဲနဲ့ဆရာလာလောက်တာ ပြီးရင်ခွဲခြားဆက်ဆံတာသူတို့ပဲကြိုက်ပါရဲထဲမှာအခုဆိုရင် DSC ဆင်းတဲ့လူ OTS ဆင်းတဲ့လူနဲ့ရဲအစ်စ်ဆင်းတဲ့လူဆိုပြီးတော့ခွဲခြားဆက်ဆံမှုကကြီးတယ် ရဲစစ်တွေကနေရာမရဘူးနေရာမရတာအဖြစ်ဆုံးပါအခုဒီရဲကျုပ်ကကွဲခြားဆက်ဆံတဲ့နေရာမှာအင်မတန်နာမည်ဆိုးထွက်ရဲစစ်ဆိုတာတို့ရဲပညာသင်ယူတယ်နော်ရဲအဖြစ်နဲ့နှစ်ပေါင်းများသောတာဝန်ထမ်းဆောင်ပြီးဖက်တန်းလာခဲ့သူတွေတို့လောကနဲ့ပြောမှဆိုရင်သတင်းမီဒီယာအာမှာသတင်းကန်းကိုဖြတ်တန်းလာခဲ့တဲ့အယ်ဒီတာကြီးမျိုးတွေပေါ့ အခုတော့အဲ့တက်ကနေပြီးတော့ပြောင်းလာရဲလုံငန်းကိုဘူးမတိပါမနေနဲ့တအုပ်ချုပ်အဲ့တော့ရဲစစ်တွေကခံနေကြတယ်တက်ကလူတွေကလည်းသူတို့ချင်းချင်းတူရင်တော့မှအာ DSC စင်းလား ODS စင်းလားအလုပ်သင်ဖို့ဒါစသဖြင့်အဲ့ဒီအမျိုးနော်အရင်တုန်းကစစ်တပ်ကနေပြောင်းလာတဲ့သူတွေကရဲစစ်တွေကိုသူတို့ကဗာပြောလဲဆိုတော့ငါတို့ကစစ်တိုက်ခဲ့တာဟေ့အရှိတမ်းမှအသက်နဲ့ရင်းခဲ့တာမင်းတို့ကအလကားကောင်းဆိုတာမျိုးလား ြောတယ်အဲ့တော့ရဲတွေကငြိမ်းခံနေကြတာဒါပေမဲ့အခုအချိန်ကြီးကပြောင်းသွားပြီရဲတွေကလည်းစစ်တိုက်နေရတယ်နောက်ပြီးမြို့ပြတွေမှာလည်းတိုက်ခိုက်မှုတွေကြိုးလှုပ်ကြံခံမှုတွေရှိနေတာအဲ့တော့အော်ရဲတွေကပါပြီလို့မင်းတို့တွေတိုက်တာမဟုတ်ဘူးငါတို့လည်းတိုက်ရတယ်ငါတို့ကမှလက်နဲ့မပြေဆုံးနဲ့အသေးခံကြရတာမျိုးဆိုပြီးတော့ပြန်ပြောတယ်တေတော့ငါတို့ကိုကျဲရတေတယ်စားစရာရှိစစ်တပ်ကောင်တွေလာစားတယ်ဆိုတာမျိုးဖြစ်တာနော် တက္ကလူတွေကိုရဲကိုပြောင်းပေးတာမှာဥနေဝင်လက်ထက်ကစားတယ်တပ်ဖက်ကဘုံမူကြီးအဆင့်တွေနဲ့သူကပြောင်းပေးတယ်ဘုံချုပ်တန်းရွှေလက်ထက်မှာဘုံမူချုပ်အဆင့်နဲ့အဲတက္ကပြောင်းလာရဲချုပ်ဖြစ်တယ်တပ်ဖက်ကတပွင်ဆိုရင်ရဲဘက်ကတုံးဝင်ရတယ်ဆိုတဲ့ဟာမျိုးပေါ့ဘုံချုပ်တန်းရွှေလက်ထက်မှာပူဆိုးသွားတာဥနေဝင်လက်ထက်မှာအဟုတ်ထိပ်ပိုင်းမရှိတယ်ဘုံချုပ်တန်းရွှေလက်ထက်မှာကျတော့အောက်ခြေအဆင့်တွေမှာပါတပ်ဖက်ကလူတွေနဲ့ပြောင်းတာ အဲ့တော့ရဲကအရတားရဲနဲ့တပ်ဖက်ကအသွင်ပြောင်းရဲဆိုပြီးတော့နှစ်ခုဖြစ်သွားတယ်။ပြီးတော့လည်းတပ်ဖက်ကအသွင်ပြောင်းတဲ့လူတွေကယာဒူးတိုးတာမြန်နေနေရာကောင်းတွေလည်းရကြတယ်နော်။ NLD ဆိုရလက်ထက်မှာရဲတွေရဲ့အတန်ကိုနားထောင်ပြောရဲဆိုရဲစစ်စစ်ပေါ့နော်ရဲပညာနဲ့အဲဖြတ်တန်းလာခဲ့တဲ့လူတွေသူတို့ရဲ့အတန်ကိုနားထောင်ပြီးတော့နောက်ပြီးတော့တကယ်အဲအုတ်ချုံမှုပုံစံကောင်းကို ြောင်းလဲကျင့်သုံးနိုင်မှုစူးစမ်းတဲ့အနေနဲ့ရတဖွဲ့ပြုပြင်ပြောင်းလဲရေးလုပ်တယ်။အဲ့ဒီမှာဒူရဲချုပ်နှစ်ယောက်ထားရှိစနစ်စပြီးတော့ကျင့်သုံးတယ်။တပ်ဖက်ကအသွင်ပြောင်းဒူရဲချုပ်တယောက်အပြင်အရတားစစ်စစ်ရဲတယောက်ကိုဒူရဲချုပ်အပြင်မဖြစ်မနေခံထားရေးဆိုတဲ့မူပေါ့နော်။ Now NLD ဆိုတဲ့လက်ထက်မှာရဲတန်းလာတွေဒီကောင်းအောင်တို့နောက်ပြီးရဲတွေရဲ့ အဲဆိုဆိုရှယ်ဝဲဖဲတွေကောင်းအောင်စူးစမ်းဖို့အဆင့်တီးတယ်လုပ်ခဲ့တာတွေရှိအဲ့တော့အော်ရဲတွေတွေကအဲဒီအရတားအုပ်ချုပ်မှုပုံစံကိုသဘောကျလာတာနောက်ပြီးတော့တောင်ဆန်းသူကြီးထောက်ခံတဲ့သူတွေပေါ်ထွက်လာခဲ့တယ်ပြောရရင်မကြားသေးခင်ကနားပိတ်ခံလိုက်ရတဲ့သူရဲ့ကျုပ်အောင်နိုင်သူကသူကအရတားရဲစစ်စစ်ပြောရရင်သူကအနေဒီအစိုးရလက်ထက်မှာသူရဲ့ကျုပ်ဖြစ်လာခဲ့တဲ့သူအမေအာနာသိမ့်ပြီးနောက်ပိုင်းမှာအကုန်လုံးပြန်ပြက်ကုန်2022ခုနှစ် မတ်လအတွင်းမှာထုတ်ပြန်တဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေမှာတမရကရဲချုပ်ကိုခန့်မယ်ဆိုရင်ကာကွယ်ရေးဦးစီးချုပ်နဲ့နှိမ့်နိုင်ပြီးခန့်မယ်ဆိုတဲ့အချက်ကိုထည့်သွင်းလာ။ဒါကြောင့်တကယ်လို့နောက်ပိုင်းမှာရဲချုပ်ခန့်မယ်ဆိုရင်တော့မင်းအွန်လိုင်းရဲ့သဘောထားဆက်ပြီးတော့ပါမှရ။နောက်ပြီး CDM လုတ်တဲ့ရဲတပ်ဖွဲ့ဝင်ရဲ့နေရာမှာတပ်အင်အားထောင်နဲ့ချီပြီးတော့ပြောင်းလာ။ ခရိုင်တပ်ဖွဲ့မှုကနေပြီးတော့ရဲကြုံစင်ထီယာဒူးတွေမှာစစ်ဘက်ကပြောင်းလာတဲ့ရဲတွေပဲဖြစ်ဖို့စနစ်တကျစီစဉ်လာအခုလက်ရှိခရိုင်မှုလောက်ကနေ ထိပ်ပိုင်းယာဒူးအတက်ရှိနေတဲ့ရဲထက်ဝက်လောက်ကတပ်ကနေအတွင်ပြောင်းရဲတွေမိုးကြရွှေကိုတွေအောက်ခြေရဲသားအစင်းကနေရဲမှုကျောက်လောက်ထိပဲအရသာရဲယာဒူးတွေအေးရကြတာများတယ်လို့ပြောလို့ရဒါကြောင့် အယတားရဲတွေတည်းကရဲစစ်စစ်တွေကဘလောက်ပဲလုံရည်ကံရည်ရှိရှိတက်လန်းတိတ်မရှိဘူးအချိန်တိုင်းရင်တက်ကလူတွေရဲ့အောက်မှာပဲကောင်းကောင်းတာဝန်ထမ်းဆောင်ရတဲ့အနေအထားဖြစ်တာပါပဲအဲပြောမစို့ရဲတွေကလည်းဒီစစ်တပ်ရဲ့လူပါဝါမှုကိုခံနေရတာပဲပေါ့လေနော်အနောက်တစ်ခုကဒီစစ်တပ်ဘက်ကအထိပ်ပိုင်းအရာရှိတွေနဲ့ပတ်သက်ပြီးတော့ပြောချင်တာပါဒီရွေးကောက်ပွဲနှီးတော့ဒီစစ်ကော်မရှင်က ဘူချုပ်တွေလည်းဟိုထုံထုတ်ပြောင်းတဲ့ဟာတွေခက်စစ်စိတ်လောက်လာတယ်ပေါ့နော်အဲဆိုတော့အဲလွန်ခဲ့တဲ့ဒီနှစ်ရက်သုံးရက်ကထွက်လာတဲ့ဒီ ISP မြန်မာကအစီရင်ခံစာမှာဆိုရင်တတိယမျိုးဆက်ဘူချုပ်ကြီးနဲ့ဒုတိယဘူချုပ်ကြီး73ရောက်ပေါ့နော်အနာပေးခံလိုက်ရတဲ့ဒီအတွင်းမှာဒီတော့အတွင်းမှာအဲဆိုတော့ဒီလိုမျိုးဟိုထုံထုတ်ရှင်အဲအခြေအနေနဲ့ပတ်သက်ပြီးတော့လေဆရာအနေနဲ့ဘယ်လောက်ထိအကြောင်းထားမိသေးလဲရှင် 2021ကနေ2021 February ကနေပေါ့2025 July 31ရက်နေ့ထိအနာဒင်းကာလလေးနှစ်ခွဲအတွင်းမှာဘိုလ်ချုပ်ရာဒူးကဆိုလို့ဘိုလ်ချုပ်ကြီးထိထိတ်တန်းရာဒူးနေရာတရားလောက်အပြောင်းလဲဖြစ်ခဲ့ဒီလိုအပြောင်းလဲလောက်တာဒီမှာတက်လက်ကင်မရှိတဲ့နေရာတွေရွှေလုံးတက်မရှိတဲ့နေရာကိုပြောင်းလိုက်တာနောက်လုံးဝအနာပေးလိုက်တာ ਨੇ တချို့ တက်ဖက်မှာပဲ position ပြောင်းတာတွေဒါကိုထက်တွက်ထားတာပါမင်းအောင်လိုင်ကဒီရွေးကောက်ပွဲအတွက်ပြင်တဲ့အခါမှာအခုဒီ ISP မြန်မာပြောလို့ပဲဒါရွေးကောက်ပွဲအတွက်ပြင်တဲ့ဟာတွေသူလုံတာစစ်ကော်မရှင်ဖွဲ့ပြီးသူပြမသုံးစားလောက်တာတတိယရွေးကောက်ပွဲဝင်ဖို့ဆန္ဒရှိတဲ့သူတွေသဘောထားတောင်းခံပြီးတော့တချို့အဲ့လိုရွေးကောက်ပွဲဝင်ချင်ပါတယ်ဆန္ဒမပြုတဲ့သူတွေကိုအနာပေးတာတွေဇက်တိုက်လို့ နော်အခုဆိုရင်ရဲဌာနနေပြီးတော့အဲ့ဒါလို့လောက်တာဆိုရင်ရဲဘုတ်ချုပ်တင်ကိုကိုနဲ့ sorry ဒူရဲဘုတ်ချုပ်တင်ကိုကိုနဲ့ဒူရဲချုပ်နှစ်ပေါ့ရဲဘုတ်ချုပ်အောင်နိုင်သူတို့ကိုရဲရသူကနေနာပြီးတော့သူကြံကြံခံရေးပါတီကနေယူကော့ဘွဲဝင်ခိုင်းတယ်ဒါကလည်းအဲမင်းအောင်လိုင်းကရုပ်ကပွဲဝင်ခိုင်းတဲ့စီးရင်နေပေးဆိုတော့ရေချုပ်ကသူတို့တွေကိုပေးလိုက်တာတပ်ဖက်တမအာဆိုရင် အဲသူချမ်းပြောလို့ဗိုလ်ချုပ်ကြီးတွေထဲမှာဗိုလ်ချုပ်ကြီးအောင်လင်းတွဲဗိုလ်ချုပ်ကြီးညိုစောဗိုလ်ချုပ်ကြီးမြာထွန်းဦးဗိုလ်ချုပ်ကြီးတင်အောင်ဆန်းနဲ့ဒုတိယဗိုလ်ချုပ်ကြီးတွေမှာဆိုရင်ဒါတကယ်တက်မှာအရေးပါတဲ့ကကထုတ်ပေါ့ဒုဗိုလ်ချုပ်ကြီးကံမြင့်တန်းနောက်စီရေးချုပ်ဒုဗိုလ်ချုပ်ကြီးစိုးမြင့်ဦးနဲ့သူ့နေရာကိုစက်ခံတာတော့တလားတော့တလားတော့ပဲရှိသေးတဲ့စီရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဖုံးမြတ်နောက်တက်မတော်စစ်စေးကြီး အရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးတပ်ပုံဆရာလူကန်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်စိန်စစ်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးဆွတ်တင်နိုင်နောက်ကာဆာဒမူလီမှာဆိုရင်ဒုတိယဗိုလ်ချုပ်ကြီးဒေဇာကျော်ဒါဒီဒီဒီယာတွေနဲ့လက်ယုံတက်လို့ခေါ်တဲ့စစ်ညွန်ကြားရေးမှုယုံကဗိုလ်ချုပ်ဆယ်ယောက်လောက်ပို့ပြောင်းလိုက်တယ်အဲ့တော့ဒီလူတွေအကုန်လုံးကြည့်ရင်အသက်အရွယ်အားဖြင့်အကြီးဆုံးက DSC 23လောက်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းနဲ့ဗိုလ်ချုပ်ကြီးညိုစောအားစာလို့ DSC အပတ်စဉ်တူတယ်သူနဲ့အပတ်စဉ်တူတဲ့ OTS 83ဘုံကျုံနေမျိုးဦးဘုံကျုံဟိုဘုံကျုံနေမျိုးဦးတို့လောက်ဒီအနာပိခန္ဓာဖြစ်ပြီးတော့ပြမ်းမြအားဖြင့်အသက်55နဲ့65ဝန်းကျင်အရင်အရင်လေးရောက်ပြီးတဲ့သူတွေကိုအဲအတွက်ကိုတော့ဗိုလ်ချုပ်ကြီးတွေနေရာအတွက်ကသူကအစားထိုးဖို့မလိုပေမဲ့ခုနကကာကထုတ်အရာကြီးဆုံးနေရာဆိုရင်ဒါမင်းအောင်လိုင်းရဲ့လူယုံစစ်ပလက်တော့ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ဆွေ ော့လေချင်းရာရှိကျုပ်ဒုတိယပုဂ္ဂိုလ်ကြီးထိန်ဝင်းเนาะသူတို့ကဆေးရာဒုက္ခကြောင့်ဖြစ်လာတယ်သူကဆေးရာဒုက္ခကြောင့်ဖြစ်လာတယ်ကရင်မွန်နဲ့တလင်းသာရီဒေသမှာဒါမင်းအောင်လိုင်းကအမှတ်ပြပေးခဲ့တဲ့ကာဆာတာ၄ရဲ့ကာဆာတာ၄မှုညုံဝင်းဆွေကိုကာဆာတာတဲ့အဲကိုပြောင်းနေနောက်မင်းအောင်လိုင်းယုံကြည်စိတ်ချပါတယ်ဆိုတော့ဒုတိယပုဂ္ဂိုလ်ကြီးကိုကိုဦးကရန်ကုန်နဲ့နေပြီးတော့ကိုင်ရတဲ့ကာဆတ်တာ၅အာရာဒုနီယာကိုပြောင်းလာတယ်နော် ခိုလန်အရှိပိုင်းအရှိအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူပုံမူပုံချုပ်မျိုးမင်းထွန်းကစစ်စေးရာရှိချုပ်ဖြစ်တယ်အလယ်ပိုင်းတိုင်းမူပုံချုပ်ကျော်ကိုထိုက်ကလေးချင်းရာရှိချုပ်ဖြစ်တယ်ဗမော်စစ်မျက်နှာမှာမျက်နှာကောင်းရခဲ့တဲ့စကားခ27မူပုံမူချုပ်တင်မလကအလယ်ပိုင်းတိုင်းမူဖြစ်သွားတယ်တမ88တမမူကျော်နိုင်မူကအရှိအလယ်ပိုင်းတိုင်းမူဖြစ်သွားတယ် နော်စစ်ပက်လက်ထောက်နေရာကို အလုတ်တင်ဘူဒေသ28ကဗိုလ်မှူးချုပ်စိန်မောင်လင်းတို့ပေးလိုက်တယ်အဲ့တော့မင်းအောင်လိုင်းအခုခန်းလိုက်တဲ့သူတွေကိုကြည့်ရင်ဘွဲရပြီးမှတက်ထဲကိုဝင်လာတဲ့အကြဘက်ကဘွဲရပြီးမှတက်ထဲကိုဝင်လာတဲ့အရာရှိအနေနဲ့ဝင်လာ OTS လို့ခေါ်တဲ့ Officer Training School ကျောင်းစင်းနေမှာပါတော့ဘသူတွေပဲရှိတော့လဲတော့ DSC နဲ့အလုတ်တင်ဘိုးတင်နှန်းကျောင်းစင်းတွေကိုပဲခန်းတော့ဆိုလိုတာကမင်းအောင်လိုင်းအနေနဲ့ ဘွဲရပြီးမှတက်သေးကိုရောက်လာတဲ့သူတွေလေအဲ့ဒီလူတွေကအရက်ဖက်နဲ့อืมအရက်ဖက်လောကမှာကျင်လည်ခဲ့ပြီးပြီးဟေးနောက်ပြီးတော့အရက်ဖက်ရဲ့ဟိုတည်သွားပြီးနောက်ဆက်ဆံနေရှိတာဒီလိုလူမျိုးတွေတဲ့သူကအဲ့ဒါမျိုးတွေမလိုချင်ဘူးအသက်16နှစ်လောက်တည်းကဆက်ကြောတက်တည်းကဘိုးတင်နန်းတက်ပြီးတော့တက်သေးရောက်လာတဲ့လူတွေသူတို့တွေကိုပဲပုံယုံကြည်တယ်ဆိုတာပြတဆက်တဆက်လည်းပြောလို့ရှိရင်အခုလက်ရှိတိုင်းမှု14ရောက်တဲ့မှာလေ OTS ចောင်းစင်းရယ်လို့ မပါတော့သူကဆယ်ကျော်သက်အရွယ်မှာတတ်သေးရောက်ပြီးတော့အရာရှိ ပေါက်ဆလေးတွေဖြစ်เนาะဒီစစ်တပ်လောကသာတပါအောက်ပြီဒီတပ်အတိုင်းဝိုင်းမှာပဲကျင်းလဲပြင်ပနဲ့အဆက်တွေနေပြီးတော့ပြင်ပဘူးတုဒ္ဒနေတဲ့တပ်ပေါ့ဒီတပ်ဘာဘယ်ထဲမှာပဲအတိုင်းဝိုင်းတူကပြောတာပဲ့တင်န်ထပ်နေတဲ့လောကကြီးမှာပဲမဟာတို့တတ်တည်တာအမှန်တရားဖြစ်တော်သည်ဆိုတာမျိုး ဲ့လိုလူမျိုးတွေကြတော့မင်းအွန်လိုင်းခိုင်းတာတရားတယ်မတရားဘူးတင်းဤမတင်းဤမခွဲပဲနဲ့လိုက်လို့ကောင်းထယ်ပေါ်လို့ရတာမျိုးဖြစ်တော့ तू ကအဲ့လိုလူမျိုးတွေကိုမွေးထုတ်တယ်အဲမွေးထုတ်နေတာပဲလို့ပြောလို့ရပါတယ် ြစည်းမရေဒီယိုရဲ့ဒီကနေ့ညပိုင်းစီစဉ်တွေကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံနိုင်ငံသားအပေါင်းစစ်အာဏာရှင်ဘေးကနေကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါစေလို့မြစည်းမရေဒီယိုအဖွဲ့သူအဖွဲ့သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရပ်တည်နေမယ်မြစည်းမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးကျန်းမာကြပါစေခင်ဗျာ